ခင်ဗျားတို့စဉ်းစားခဲ့ကြဘူးလားဒီပြည်ကားတဲ့ဒီလူကဘာတွေကြောင့်မျက်ရည်ကျနေရလဲဝိတ်မျက်ရည်ကျတယ်ဆိုတာကဝမ်းနည်းလုံးမျက်ရည်ကျနေရလားဒါမှမဟုတ်ဝမ်းတာပီတီဖြစ်လုံးလို့မျက်ရည်ကျနေရလားဒါတော့မဖြစ်နိုင်ဘူးထင်ပါတယ်โอเคဒီပြည်ကားကိုဒီပုံလုံးခြုံပြီးကြည့်ကြည့်ကြရအောင်ဒီပုံမှာဆိုနောက်ကလေထဲမှာဝဲပြန့်နေတဲ့နတ်တန်းနဲ့တမီးတွေရဲ့ပုံစံကအောင်ဝဲတစ်ခုရလို့ပျော်ရွှင်နေကြတဲ့ပုံဆိုပြီးမြင်ဒီနီးနားနတ်တဲတယောက်ကြမှာဘာဖြစ်လို့ဝမ်းနည်းပက်လက်မျက်ရည်တစ်စင်းနဲ့ဖြစ်နေရတာလဲโอเคအဲ့ဒီအကြောင်းကိုဆွေးနွေးကြရအောင် ဒါကတော့ဆက်ရှိရသူစားပိုင်းပြင်သစ်ပကြီးဆရာကြီး Alexander Cabinet ရဲ့ The Fallen Angel လို့ခေါ်တဲ့1848ခုနှစ်ကစီစေးပကြီးကတစ်ချက်ပါဒီပကြီးကမှဆိုရင်စောနာကပြောခဲ့တဲ့မျက်ရည်ကျနေတဲ့သူကတော့ Christian တမန်ကျမ်းစာတွေကနေဆင်းသက်လာတဲ့ Natal Lucifer ရဲ့ပုံပါတချို့တော့ဒီကားတွေကတခါမြင်မူလိုက်တာနဲ့ဘဝမှာတတက်လုံးမေးလို့မရတော့တဲ့အထိအုံနောင်ရဲ့မျက်ညာထဲမှာဆွဲထင်သွားစေမယ်ဆိုရင်ဒီပကြီးကားဟာလည်းအဲ့ဒီလိုမျိုးဆွဲထင်သွားစေလောက်တဲ့ပကြီးကားတစ်ချက်ပါ ကျဆုံးခြင်းနဲ့တာ The Fallen Angel ဆိုတဲ့အတိုင်း story ထဲမှာလည်း Lucifer ဟာဖျားသခင်ကိုစန့်ကျင်ပြီလို့ကောင်းကင်ဘုံကနေကန်ထုတ်ခံခဲ့ရတယ်လို့ DMG ကားကိုဖန်တီးခဲ့တဲ့ဂျီဆရာကြီး Legendary Cabinet ဟာဆိုရင်လည်းဆက်ရှိရသူပြင်တိပကြီးနုပညာလောကရဲ့ပေါင်ပြင်ပဲမရုံတမဲ DMG ကားနဲ့ပတ်သက်လို့အပြင်းထန်ဝေဖန်ရှုံချခံခဲ့ရတာကြောင့် Red Dwarf ရဲ့ The Fallen Angel ဟာ Natasha Lucifer မှာဖြစ်ခဲ့ရပဲနဲ့ဂျီဆရာဖြစ်တဲ့ Legendary Cabinet ကိုယ်တိုင်များဖြစ်နေမလားဆိုတာပါ ီလောက်တည်တက်လာတဲ့ဖန်ပြီးမှုလျာတစ်ခုကိုဘေးရာတွေကများကြာရှုံးသွားစေခဲ့ရတယ်။ပြောမယ်ဆိုရင်တော့1845ခုနှစ်ပါရီမြို့မှာစတင်ခဲ့တာပါ။အဲ့ဒီချိန်တုန်းကကာဘီနေရဲ့တက်ဟာ22နှစ်အရွယ်မှာတွင်ပဲရှိနေခဲ့ပြီးတော့ပြည်တည်နိုင်ငံ Paris လွန်ကနေပေးအပ်တဲ့ Prize တွေဘုံပညာတင်ဆုကိုလည်းရရှိထားခဲ့ပါဗါး။ price တေဝုံဆိုတာကပြင်သစ်အစိုးရရဲ့လူငယ်နုပညာရှင်တွေကိုပေးအပ်တဲ့ရောမမျိုးမှာပညာတင်ငွေရတဲ့ဆူကြီးတစ်ခုပါ တောင်လူတွေဆိုမရနိုင်တဲ့ဒေသကြီးကိုရရှိခဲ့တာအန်အောစရာဆိုပေမဲ့၁၃နှစ်အရွယ်နဲ့ရေးနိုင်ခဲ့တဲ့ခပီနယ်ရဲ့ဒီပုံလူလက်ရာကြီးကပို့ပြီးတော့တောင်အန်အောစရာကောင်းလို့နေပါတယ်။တနေ့အကြံ1846ခုနှစ် Orestes ဆိုတဲ့ DPG ကားကို Paris လုံးမှာတင်တွင်းရာကနေစပြီးတော့သူ့ရဲ့အမှုပညာခီးကျန်းကိုစတင်မိခဲ့တယ်လို့ပြောရပါမယ်။အဲ့ဒီ DPG ကားတွေကနောက်ခံအကြောင်းအရာကတော့ရှေးဟောင်းဂရီပြဇာတ်တွေက Orestes ဖခင်ဟာစစ်ပွဲတွေကနေပြန်လာခဲ့တဲ့အချိန်သူ့ရဲ့မိန်းမဖြစ်သူကတခြားယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်နေခဲ့ပါတယ်။ ဲ့ဒါကိုတိရှိသွားခဲ့တဲ့အချိန်မှာတော့ Orester ရဲ့ဖခင်ဖြစ်သူဟာသူ့ရဲ့မိန်းမဖြစ်သူနဲ့အဲ့ဒီဖောက်ပြန်သူယောက်ျားတို့နှစ်ယောက်ပေါင်းကတက်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒါကိုလက်တော့ပြန်တဲ့အနေနဲ့တာဖြစ်တဲ့ Orester ကနေပြီးတော့သူ့ရဲ့မိန်းဖြစ်သူနဲ့အဲ့ဒီဖောက်ပြန်သူယောက်ျားတို့နှစ်ယောက်စလုံးကိုပြန်လည်တက်ဖြတ်ခဲ့ပါတယ်။အဲ့ဒီပြင်မှုအတွက်စိတ်ဆိုးနေတဲ့လူတွေတွေက Orester ရဲ့နာမှာအရေးမဲတွေလို့ဘေးတွားတွားဘေးလွန်လာ လိုက်ပါနေတဲ့အကြောင်းအရာကိုပုံဖော်ထားတဲ့အကြီးကားတစ်ချက်ပါ။ဒါ့ပေမဲ့လည်း Paris လုံရဲ့ဆုံးဖြတ်တူတိုင်တွေကတော့ဒီပကြီးကားကိုအတော်လေးမုန်းခဲ့ကြတယ်လို့အတော်လေးလည်းညံ့ရင်မဲ့တဲ့ဖန်တီးမှုတစ်ခုလို့တောင်ရှုံချခဲ့ကြတာပါ။စင်သားကြည့်ရင်ဗျာယနေ့ခေတ်မှာဆိုရင်လူငယ်ပကြီးဆရာတယောက်အနေနဲ့ဒီလိုစကားတွေကမတည်ယုံတမဲ့အရှိုက်ထိစေတဲ့ထိုးနှက်ချက်စကားတွေဖြစ်တယ်လို့ဆက်ရှိရာစုပြည်တဲ့ပကြီးလောကကိုချုပ်ကန်ထားတဲ့ Paris Salon ရဲ့တက်မှတ်ထားတဲ့ကြီးဆရာတယောက်အနေနဲ့လည်း အတော်လေးစိတ်ဓာတ်ကျသွားစေခဲ့တဲ့မန်ချက်စကားတွေပါအဲ့ဒီအကြောင်းအရာတွေကပဲအကယ်ဒမီပကြီးလောကရဲ့စံနှုန်းတမ်းတ်ချက်တွေကိုတော်လှန်ကြမဲ့မိုးနေဝင်းတော်တို့ဦးဆောင်တဲ့ impression kit အမှုပညာလှူရှားမှုကိုစတင်စေခဲ့တယ်လို့ပြောရင်မားမယ်လို့မထင်မိပါဘူး ချင်းရွေပောင်တွေတမန်ချက်တွေကြားကနေအကယ်ဒမီပကြီးဆရာတယောက်ဖြစ်တဲ့ခဘီနယ်ရဲ့အစောပိုင်းတူရပကြီးကားတွေမှာတက်ဝင်လှူရှားမှုညှော်နှဲနေခဲ့ပေမဲ့လည်းနောက်ပိုင်းတူရပကြီးကားတွေမှာတော့တက်ဝင်လှူရှားမှုပုံများတဲ့ emotional ဆန်ဆန်ပကြီးကားတွေကိုဖန်တီးလာခဲ့ပါတယ်ဒီပကြီးကားကတော့တဖက်တဝိဖန်ရေးဆန်လုံးနဲ့ Paris လုံးကိုဖန်ပြန်ပြီးတက်တိပြဖို့ရာအတွက်စ조사အထုတ်ခဲ့တဲ့1840ခွန် The Falling Angel ပါဒီပကြီးကားရဲ့အဓိကနောက်ခံအကြောင်းအရာကတော့ကောင်းကင်ဘုံနဲ့တာလူစီဖာပါလူစီဖာဟာချောမောတဲ့လက်ပတဲ့ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ဆိုပေမဲ့ မာနဆိုတဲ့မကောင်းဆိုးဝါးကြီးကဝါမျိုးတွားခဲ့ချိန်မှာတော့ကောင်းကင်ဘုံဘုရားသခင်ရဲ့နေရာကိုလိုချင်တဲ့မဲ့လာခဲ့ကဘုရားသခင်ကိုစန့်ကျင်မိခဲ့တာကြောင့်ကောင်းကင်ဘုံကလည်းနင်းထုတ်ခံရပြီးတော့တဖောလေးအင်ကျယ်တစ်ဖြစ်လဲစေတန်နဲ့ဆိုတဲ့ကောင်ဖြစ်လာခဲ့ရပါတယ်။ဒေဗီကားထဲမှာတော့ကောင်းကင်ဘုံကနေပြုတ်ကျလာပြီးကြောက်ကဘာတဲ့နေရာမှာဆုံဆုံမှုတွေအတွက်ဝမ်းနည်းနေတဲ့လူစီဖာရဲ့ပုံကို emotion နဲ့အပြည့်နဲ့လူသားတစ်ယောက်ဆန်ဆန်ဖန်တီးထားခဲ့တာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ လင်းနေတဲ့ကောင်းကင်ရောင်နဲ့နောက်ခံ background မှာတော့အောင်ပွဲတစ်ခုရတယ်လို့ပျော်ရွှင်စွာပြန်ဝဲနေကြတဲ့အင်ဂျယ်တွေကတော့ချာချောင်းချင်းနဲ့တားလေးလူစီပါကိုလောင်ပြောင်ပြည့်ရည်ပြုနေသည့်အလားပေါ်လွင်နေစေပါတယ်။ချာချောင်းချင်းနဲ့တားလေးလူစီပါရဲ့ပုံစံကတော့ဝမ်းနေနေတဲ့မျက်လုံးအင်တွေကတည်းချာဆင်းလာတဲ့မျက်ရည်ရက်တွေရှိမှာတော့တောင်တင်းပြဖြိုးတဲ့ညာဘက်လက်မောင်းဦးနဲ့ပြပြလာတဲ့ကြွတားခန္ဓာကိုယ်ချိုးစားတွေကြောင့်တကယ်လူသားတယောက်တွင်ပြင်ကိုပြင်းနေစေပါတယ်။ ဖျားသခင်ကိုဆန့်ကျင်ခဲ့သူလူစီဖာလိုစီတန်နဲ့သိုးတကောင်ပါဖျားသခင်ကိုကိုးကွယ်ကြသူလူသားတယောက်လိုပုံစံမျိုးဖန်နေခဲ့တဲ့ဂျီဆီယာလေးအလက်ဇန်ဒရာကာဘီနေကတော့ဒီတစ်ချိန်မှာလဲပဲရစ်လွန်ရဲ့ပေပေနေနဲ့ညင်းဆိုခြင်းကိုခံခဲ့ရပြန်ပါတယ်။မားနေတဲ့လှူရှာမှုပုံစံတွေတရားပြတာမှုအားနေတဲ့ပုံစံအရန်ရိုမန်တစ်ဆန်လုံးနဲ့ခင်းခြင်းနဲ့ဒီလိုမကောင်းဆိုးဝါးဆက်ချက်ကိုမိချောင်းသားမှပဲရစ်လွန်မှာမတင်တွင်းခဲ့ဘူးလို့ပြင်းပြထန်ထန်မန်ချက်တွေနဲ့ဝေဖန်ချက်တွေပေးခဲ့ကြတာပါ။ ဒီဒီချိန်မှာလည်းကာဘီနေရဲ့တက်တည်ပြမှုကအချင်းကြီးရဖြစ်ခဲ့ရတာကြောင့်ဒုတိယအကြိမ်ကြာရှုံးခြင်းဖြင့်တူဖန်နေခဲ့တဲ့ဒဖောလေးအင်ဂျေတွေကနတ်တာလူစီဖာရဲ့ကြာရှုံးခြင်းလားဒါမှမဟုတ်တူကိုရန်ရဲ့ကြာရှုံးခြင်းပဲလားဆိုတာကတော့တွေးတောစရာတစ်ခုဖြစ်လို့နေခဲ့ပါတယ်။ပြင်တဲ့ပကြီးဆရာကြီးအလက်ဇန်ဒားကာဘီနေရဲ့ဒဖောလေးအင်ဂျေပကြီးကားအကြောင်းကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပေးခြင်းပါတယ်။ကျွန်တော်ကတော့ပကြီးကားတွေပကြီးဆရာတွေအကြောင်းကိုတင်ဆက်ပေးနေတဲ့ AO Art 80ပါနောက်ထပ်ပကြီးကားတွေပကြီးဆရာတွေနဲ့တူလဲပြန်လာခဲ့ပါဦးမယ်ချောင်း